မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကိုစစ်ကူလာတဲ့စစ်ကောင်စီရင်နှန်းကိုကြုံတိုးမြုံမရောက်မီဂျိုင်းဒရာမှာတော်လိုင်းရဲ့အဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့အမှတ်55ချင်းမြန်တပ်မဌာနချုပ်ကတင်ငါးနှစ်စီးနဲ့ကားအစီးရေ22စီးနဲ့ခံမှန်းအင်အား300ခန့်ပါတဲ့ စစ်ကောင်စီရဲ့ရင်နှန်းကိုတော်လိုင်းအဖွဲ့တွေကတိုက်ခိုက်ဖို့အတွက်အသင့်ပြင်ထားတယ်လို့ဗိုလ်မှူးကျော်ဟင်းကပြောပါတယ်။ဂျိုင်းဒရာကတော်လိုင်းအဖွဲ့တွေကတိုက်ခိုက်တယ်လို့သတင်းပေးပို့လာတယ်။ရင်နှန်းလာရင်စီမံထားတာတွေရှိပါတယ်လို့ဗိုလ်မှူးကျော်ဟင်းကပြောဆိုခဲ့ပါတယ်။အဲ့ဒီစစ်ကောင်စီရင်နှန်းဟာစစ်ကြောင်း၃ကြောင်းနဲ့ကြပြိုင်နက်ထဲထိုးစစ်ဆင်ဖို့အတွက်ပြင်ဆင်ထားတယ်လို့သတင်းရရှိထားကြောင်းကို၎င်းကဆက်ပြောပါတယ်။အဲ့ဒီရင်နှန်းဟာကရင်ပြည်နယ်မှာရှိတဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေကစိုးမိုးထိန်းချုပ်ထားတဲ့ ကော့ကရိတ်မျိုးနဲ့ကုံတွယ်ရေးစုံမျိုးတော်ဖြစ်တဲ့မြောက်ရီမျိုးကိုပြန်လည်ရယူဖို့အတွက်စစ်အင်အားဖြည့်တင်းနေခြင်းဖြစ်တယ်လို့ဗိုလ်မှူးကျော်ဟင်းကတုံ့တက်ပါတယ်။သူတို့ကမြောက်ရီမျိုးနဲ့ကုံတွယ်ရေးစုံကိုရအောင်ယူမယ်လို့ကြားတယ်။ဒါပေမဲ့တော်လိုင်းတပ်ဖွဲ့တွေကဖြန့်ကျက်ထားတော့မဖြစ်နိုင်ပါဘူးလို့၎င်းကပြောပါတယ်။တော်လိုင်းရဲဘော်တွေတိုက်ခိုက်ခဲ့တဲ့ဂျိုင်းတရာရှိရာဂျုံဒုံမျိုးကိုဖြတ်ကျော်လာပါကကော့ကရိတ်မျိုးကိုရောက်ရှိမှဖြစ်တယ်လို့သိရပါတယ်။ဂျုံဒုံမျိုးဟာကော့ကရိတ်ခရိုင်အတွင်းမှာပါတယ်လို့သိရပါတယ်။ ဧပြီလ10ရက်နေ့မှာလည်းကော့ကရိတ်မြို့မှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။ဒါအပြင်မြောက်ရီမြို့မှာလည်းဧပြီလ9ရက်နေ့ညကတညာလုံးတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ဧပြီလ10ရက်နေ့မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။မြောက်ရီမြို့တိုက်ပွဲအတွင်းမှာပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်စိမ့်လက်မြိုင်ကားဝင်းထဲမှာရှိတဲ့ကားဂိတ်တချို့နဲ့ရက်ကွက်6မှာရှိတဲ့ဂိုဒေါင်တွေမီးလောင်ခဲ့တော့လေမြို့တွင်းမှာထိခိုက်ပျက်စီးမှုတွေမရှိစေဖို့အတွက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့မြောက်ရီမြို့မှာတာဝန်ယူထားတဲ့ကရင်နယ်ကြားဆောင်တပ် BGF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဘုံမူနိုင်မောင်စော်ကပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်တင်ငန်းညီနောင်ဘျူဟာနယ်စစ်ကောင်စီတပ်တွေစီကလက်နက်ခဲယမ်းကြည်စံခဲယမ်းများစွာနဲ့စစ်အုံဆောင်ပစ္စည်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တာဝန်သိပြည်သူများနဲ့တာဝန်သိပူပေါင်းတော်လှန်ရေးတပ်သားတွေရဲ့ပူပေါင်းပါဝင်မှုကြောင့်ရလာတဲ့အသေးအပွင့်များပါလို့ဘိုးစောကော်ကရေးသားထားပါတယ် KNU အစည်းအရုံး KNU ဦးဆောင်တဲ့တော်လှန်ရေးပူပေါင်းတပ်ဟာ ်သင်ငန်းကြီးနောက်အခြေဆိုင်စစ်ကောင်စီတပ်ရင်းများကိုမက်လ9ရက်နေ့ကနေထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအဲ့ဒီနေ့မှာခမာယာ395တပ်ရင်းကိုတိမ့်ပတ်ရရှိခဲ့ပြီးတော့မက်လအလဲမှာခမာယာ396 AP လာဇန်းမှာခမာယာ39ခွန်အပါဝင်သင်ငန်းကြီးနောက်ဗျူဟာတစ်ခုလုံးကိုတိမ့်ပတ်နိုင်ခဲ့တယ်လို့သိရပါတယ်ခမာယာ395တပ်ရင်းကလက်နက်ခဲယမ်းအများအပြားကိုရရှိခဲ့ပြီးတော့396တရင်ကိုတိမ့်ပိုက်နေတဲ့အချိန်လက်နက်အနည်းငယ်သာရရှိခဲ့ပြီးစစ်ကောင်စီကခမရ396ကလက်နက်ခဲယမ်းများစွာကို တင်ငန်းညီနောင်ဗျူဟာမှာစုပုံခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါး AP လာဇန်းမှာတော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့ကတင်ငန်းညီနောင်ဗျူဟာကိုထိုးစစ်ဆင်ခဲ့ရာဗျူဟာမှုအပါဝင်တပ်အင်အားနဲ့တပ်မိသားစုဝင်နေစုစုပေါင်း638ဦးလက်နက်ချအလင်းဝင်ခဲ့ရာလက်နက်ခဲယမ်းများစွာကိုတိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗါးပူးပေါင်းတပ်တင်ငန်းညီနောင်ဗျူဟာကိုတိမ့်လိုက်ပြီး6ရက်နေ့ကပါပြည်သူတွေမြင်ရင်နဲ့မြင်ခွင့်တွေကျွန်တော်တို့ပူးပေါင်းတက်တွေစူးစမ်းအားထုတ်မှုနဲ့လုံနိုင်ခဲ့ပါပြီ စစ်ကောင်စီရဲ့တရဲအမှတ်356 350 904တို့ကနေပြီးတော့လက်နက်ကြီး120မမ drone တွေလည်းအများကြီးရလိုက်တယ်ဒီကောင်တွေငါတို့ကို view ဟာမှာအကုန်လုံးလာပြီးတော့စုပုံပေးတယ်လို့ဖြစ်နေတယ်ရှားစရာတောင်မလိုတော့ဘူးလို့လက်နက်ခဲယမ်းရရှိမှုတွေကိုရိုက်ကူးထားတဲ့ရုပ်တံမှာတော်လိုင်းရဲဘော်တဦးကပြောနေတဲ့အတန်ကိုကြားနေရပါတယ်လက်ရှိမှာတင်ကန်းညီနောင်ကိုတိမ့်ပိုက်ထားပြီးဖြစ်တယ်ပူပေါင်းတက်တွေကမြောက်နေမှာရှိတယ်ခမရ295တက်ရင်ကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်လျက်ရှိရာ AP လ9ရက်နေ့နဲ့10ရက်နေ့တွေမှာ တက်ရင်အနီးမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကလည်းမြောက်ရီကိုစစ်ကူအင်အားအလုံးရင်းနဲ့ပို့ဆောင်ဖို့အတွက်ကြိုးစားနေရမှာအဲ့ဒီစစ်ကူရင်နန်းတွေကိုလည်းဖျက်တောက်တိုက်ခိုက်သွားမယ်လို့ KNU သတင်းအရင်းမြစ်က AP လ10ရက်နေ့ကပြောပြထားပါတယ် AP လ10ရက်နေ့ညာဦးပိုင်းမှာကြုံတိုးမျိုးနယ်အတွင်းကိုရောက်ရှိလာတဲ့စစ်ကောင်စီရဲ့ရင်နန်းကိုဂျိုင်းတရားမှာတော်လိုင်းရဲ့အဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီရဲ့ထိန်းချုပ်နယ်မြေများမှာပိတ်မိနေတဲ့ပြည်သူများကိုလွတ်မြောက်နယ်မြေတွေမှာလာရောက်နေထိုင်ကြဖို့ကိုရခိုင်တပ်တော် AA ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအကြံပြုပြောကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ10ရက်နေ့မှာကြားရတဲ့15နှစ်မြောက်ရခိုင်တပ်တော် AA ရဲ့အခမ်းအနားကိုပေးပို့တဲ့တဝင်းလွာကနေတဆင့်တပ်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအခုလိုမျိုးပြောကြားလိုက်ခြင်းဖြစ်တယ်လို့သိရပါဗိုလ်ချုပ်ထွန်းမြတ်နိုင်ကစစ်တွေကြောက်ဖြူလို့ ရန်သူထိန်းချုပ်နယ်မြေမှာပိတ်မိနေတဲ့ပြည်သူတွေအနေနဲ့အဆင်ပြေသလိုပြည်တဲ့နီလန်းအမျိုးမျိုးနဲ့မကြခင်အချိန်တခုအတွင်းမှာလွတ်မြောက်နယ်မြေတွေမှာလာရောက်နေထိုင်ကြဖို့အကြံပြုလိုပါတယ်အစိုးဖြတ်တိုက်ပွဲကြီးဖြစ်တဲ့အတွက်ပြင်ဆင်စရာတွေကိုပြင်ဆင်ရပါမယ်လို့ပြောကြားထားပါတယ်ရခိုင်တပ်တော် AA ကပလက်ဝပုံနာကျော်ကြောက်တော်မြောက်ဦးမင်းပြပေါက်တော်မြေပုံရန်ပြေရသေးတောင်တောင်ပြူစတဲ့မြို့များကိုတိမ့်ပိုက်ထားပြီးတော့ကြံရှိနေတဲ့မြို့တွေကိုလည်းဒစိတ်တဒေတာတိမ့်ပိုက်ထားတယ်လို့သိရပါတယ် ်ပြီးခဲ့တဲ့နှစ်အော်တိုဘာလ28ရက်နေ့ကစတင်လိုက်တဲ့1027စစ်စင်ရေးကိုရခိုင်တပ်တော် AA ပါဝင်တဲ့မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘက်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာစတင်ခဲ့ပြီးတော့ရခိုင်ပြည်နယ်မှာတော့နိုဝင်ဘာလ23ရက်နေ့မှာရခိုင်တပ်တော် AA ကစတင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ပိုင်းမှာရခိုင်တပ်တော် AA ကရခိုင်မှာရှိတဲ့မြို့တွေကိုတမျိုးပြီးတမျိုးတိမ့်ပိုက်လာခဲ့ပြီးတဲ့နောက်မှာတခြားမြို့တွေကိုတိမ့်ပိုက်ရရှိနိုင်ရေးအတွက်ထိုးစစ်ဆင်တိုက်ခိုက်နေတာ နှစ်ဖက်တိုက်ပွဲတွေလည်းလက်ရှိအချိန်မှာပြင်းထန်နေတယ်လို့သိရပါတယ်။သို့တော်လည်းတခြားတစ်ဖက်မှာရခိုင်တပ်တော် AA ကတိမ့်ပိုက်ထားတဲ့မြို့တွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေအပအဝင်လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်အရက်သားတွေဟာနေ့စဉ်ရက်ဆက်တိုက်ဆုံမှုတွေရှိနေတယ်လို့သိရပါတယ်။စစ်ကောင်စီနဲ့ရခိုင်တပ်တော် AA တို့တိုက်ပွဲတွေပြင်းထန်လာရင်ပြည်သူတွေကိုအထီးကိုက်နည်းစေခြင်းနဲ့ဆန္ဒကြောင့်အခုလိုမျိုးပြောကြားခြင်းဖြစ်တယ်လို့ရခိုင်နိုင်ငံရေးတုံးတက်တဲ့ဒုတအုပ်ကအခုလိုမျိုးပြောပြလာပါတယ်။ ဗိုလ်ချုပ်ပြောလို့တဲ့အဓိကအချက်ကတော့ပြည်သူတွေကိုအထီးကိုက်မရှိစေချင်ဘူးစစ်ကောင်စီတပ်ကတော့သူတို့မှာဘသူသေးသေးတိတ်ကြီးဥစိုက်တာမဟုတ်ဘူးလေအဲ့ဒါကြောင့် AA ရဲ့တမူးချုပ်ကအရင်စလို့ပြည်သူတွေကိုရှောင်ခိုင်းတဲ့သဘောပါပဲကိုပြည်သူတွေကိုအထီးကိုက်နှဲစေခြင်းနဲ့အပြက်စီးနှဲစေခြင်းနဲ့ဒါပါပဲလို့၎င်းကပြောဆိုခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့တနင်္သာရီမြို့နယ်ကမလိုင်းရွာအခြေဆိုင်စေကောင်းစီတရင်ကိုတောင်ပန်နေပြည်သူ့ကာကွယ်ရေးအဖွဲ့တနင်္သာရီပကဖကပျောက်ကြားစနစ်နဲ့တိုက်ခိုက်ခဲ့ပြီးတော့စေကောင်းစီတပ်သားတွေထိခိုက်သေးဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလာ၈ရက်နေ့ညနေ၆နာရီဝန်းကျင်မှာတကြိမ်အေပီလာ၉ရက်နေ့မနက်၉နာရီဝန်းကျင်မှာတကြိမ်စုစုပေါင်းနှစ်ကြိမ်တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တပ်ဖွဲ့တာဝန်ခံကဆိုပါတယ်အေပီလာ၈ရက်နေ့ညနေပိုင်းမှာအင်အား80ကျော်ပါတယ်စစ်ကောင်စီစစ်ကြောင်းဟာ ရှမ်းအင်းတော်ရွာဘက်ကနေပြီးတော့ခမရ998ထဲကိုပြန်လဲဝင်ရောက်သွားပြီးတော့တက်ခမ်းမနဲ့စာတင်ကြောင်းဗဟုကင်းထဲမှာရှိနေတဲ့အချိန်ပထမအချိန်တွားရောက်ပြက်ခတ်ခဲ့တာဖြစ်တယ်လို့တာဝန်ခံကိုချက်ကပြောပြပါရယ်သူတို့ဘက်ကလက်နက်ကြီးလက်နက်ငယ်ဆက်လက်တွေနဲ့ကျွန်တော်တို့ကိုပြန်ပစ်ပါတယ်ကျွန်တော်တို့ဘက်ကတော့လက်နက်ငယ်ပဲပါတာလို့တပ်ဖွဲ့တာဝန်ခံကပြောပါရယ်ပထမအချိန်ပြက်ခတ်မှုမှာမိနစ်20နီးပါအပြန်လန်ပြက်ခတ်ခဲ့ပြီးတော့ AP လ9ရက်နေ့မနက်ဒုတိယအချိန်တွားရောက်ပြက်ခတ်ရမှာတော့15မိနစ်နီးပါကြာမြင့်ခဲ့တယ်လို့သိရပါရယ်တောင်မန်နီပြည်သူ့ကာကွယ်ရေးအဖွဲ့က တွားရောက်ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ခမရ998ကစစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးတော့6ဦးနဲ့အထက်ဒဏ်ရာရရှိခဲ့တယ်လို့တပ်တွင်းသတင်းအရေးမြစ်ကအတည်ပြုပြောဆိုထားတယ်လို့သိရပါဗျ။တိုက်ခိုက်မှုအတွင်းမှာတောင်ပိုင်းနေပြည်သူ့ကာကွယ်ရေးအဖွဲ့တနင်္သာရီပတ်ကဖတပ်ဖွဲ့ဝင်တွေကတော့အထိကိမရှိခဲ့ဘူးလို့သိရပါဗျ။ ကမလိုင်းရွာအခြေစိုက်စေကောင်းစီတိုင်ရင်ခမရ998ဟာအခုလတဲမှာပဲတော်လိုင်းတက်ဖွဲ့တွေရဲ့အကြိမ်ပေါင်းများစွာတိုက်ခိုက်မှုကိုခံနေရတဲ့တည်ရင်ဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့လ30ရက်31ရက်နဲ့အခုလ1ရက်နေ့တွေမှာမြိတ်ခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်း1ရက် ADF drone အဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့ပြီးတော့ခမရ998ထဲကတည်ရင်အဆောက်အုံတွေထိခိုက်ပျက်စီးခဲ့တယ်လို့စစ်ကြောင်း1ကထုတ်ပြန်ထားပါဗျ။တနင်္လာရီမျိုးနဲ့တမုတ်ချုံရွာကဒေသခံတွေရဲ့ပြောပြချက်အရ ဧပြီလ10ရက်နေ့မနက်7:00နာရီခွဲဝင်းကျင်မှာခမရ998တရင်ကနေတမုတ်ချုံရွာဘက်ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်မှုတွေလှုပ်ဆောင်နေကြောင်းသတင်းရရှိပါရယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီမြို့နယ်ဗန်လွတ်မရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ရိတ်ခါတင်ကားကိုတနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတနေထဲမှာပဲ၃ချိန်မိုင်းဆွဲတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တနင်္လာရီအမြောက်တက်ရင်အာမတ306နဲ့ဇဝဲအခြေစိုက်တက်ရင်ခမရ996တို့ကနေထွက်လာတဲ့ အင်အား90ကျော်ပါစစ်ကောင်းစီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖအဖွဲ့ဝင်တအူးကပြောပါတယ်အဲ့ဒီစစ်ကြောင်းနဲ့ရိခါကားတွေကိုအေပီလ10ရက်နေ့မနက်ပိုင်း7နာရီဝန်းကျင်မှာတကြိမ်နေကင်း2နာရီခွဲဝန်းကျင်မှာတကြိမ်ညနေ4နာရီဝန်းကျင်မှာတကြိမ်တိုင်ပိုင်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ရဲဘော်တအူးကပြောပါတယ်စစ်ကောင်းစီတပ်ရဲ့စစ်ကြောင်းဟာဘန်လမော့ဂျေရွာစာတင်ကြောင်းအနီးရောက်ရှိချိန်မှာမနက်7နာရီလောက်မှာတော့တနင်္လာရီမြို့နယ်ပကဖအဖွဲ့ကကြိုးထောင်ထားတဲ့တိုင်ပိုင်းထိပ်ပြီးတော့ ။ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ပကဖအဖွဲ့ထံကနေပြီးတော့သိရပါဗျ။နေ့လယ်ပိုင်းမှာတော့မနက်ကတိုက်ခိုက်ခံရတဲ့နေရာနဲ့လေးဖာလုံလောက်ပဲဝေးတယ်။ဗန်လုံမုံနဲ့ညောင်ပင်ခွင်းကြေးပါကြားကတံတားအနီးမှာအဲ့ဒီစစ်ကောင်းစီစစ်ကြောင်းကိုပဲဒုတိယအကြိမ်ထပ်မံပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့တနင်္လာရီမျိုးနဲ့ပကဖအဖွဲ့ဝင်ရဲဘော်ကပြောပါဗျ။သူတို့ဘက်ကမိုင်းထိတာကိုကျွန်တော်တို့ဘက်ကစောင့်ကြည့်နေတော့မြင်နေရပါတယ်။ဘယ်နဲ့ရောက်တည်လဲဆိုတာကတော့သူတို့ပြန်ဆုတ်သွားပြီးမှအတီးပြုတ်လို့ရမှာလို့ပကဖအဖွဲ့ဝင်ရဲဘော်ကဆိုပါတယ် ထိခိုက်ဒဏ်ရာရသွားတယ်စစ်ကောင်စီတပ်သားတွေကိုဗန်လမော့ရွာတရန်းအနီးနားကနေအိမ်တဆောင်တည်းကိုတည်ယူသွားပြီးတော့တခြားတပ်သားတွေကိုလည်းအဲ့ဒီနေရာမှာပဲရှိနေတော့မယ်လို့ဗန်လမော့ရွာကန်တွေကပြောပါတယ်ညနေ၄နာရီမှာတော့တရန်းအနီးနားမှာရှိတဲ့စစ်ကောင်စီတပ်သားတွေစီကိုလာတယ်လို့ယူဆရတဲ့စစ်ကောင်စီရဲ့ရိတ်ခါကားနှစ်စီးကိုလည်းထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ပကဖအဖွဲ့ဝင်တွေစီကသိရပါတယ်မိုင်းထိတဲ့ကားတွေကပြန်ပြေးသွားတယ်လို့အသက်50ဝန်းကျင်အရွယ်ဗန်လမော့ရွာကန်အမျိုးသားတို့ကပြောပါတယ်လက်ရှိမိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်ကောင်စီတပ်သားတွေက ဗန်လမော့ရွာတရားအနီးဝင်းကျင်မှာရှိနေသေးဖြစ်ပြီးတော့နှစ်ဖက်စောင့်ကြည့်နေတဲ့အနေအထားဖြစ်တယ်လို့သိရပါတယ်။တနင်္လာရီမျိုးနေ့ကစစ်ကောင်စီတပ်ရင်းတွေဟာအခုလတည်းမှာတော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကိုဇက်တိုက်ခံနေရတာဖြစ်ပြီးတော့ထိခိုက်ဒိဆုံးမှုလည်းရှိလာတဲ့အတွက်ကြောင့်အရသာပြည်သူတွေနေထိုင်ရာနေရာတွေကိုစစ်ကြောင်းထိုးတာလက်နက်ကြီးနဲ့ပစ်တာတွေကိုလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလဘီတင်ဆက်ပေးရမယ်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်မှာရှိတဲ့ရွှေလန်ရွာကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ရာ ပြည်သူ၂ဦးဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်68လုံးကိုမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ9ရက်နေ့မွန်လွဲပိုင်းမှာပေါ့မြို့နယ်အရှိပိုင်းမှာရှိတဲ့ရွှေလန့်ရွာကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီးတော့ကျေးရွာကိုစစ်ကြောင်းထိုးစီးနှင်းခဲ့တဲ့အတွက်ကြောင့်ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်68လုံးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ပေါ့နယ်အရှိပိုင်းမှာရှိတဲ့ရွှေလန့်ရွာကိုစစ်ခွေးတွေမိရှုဖျက်ဆီးသွားတာပါ။ပြည်သူတွေတကယ်ကိုအကူအညီလိုအပ်နေပါတယ်စစ်ခွေးတွေမိရှုသွားတာနေအိမ်68လုံးပြာကျသွားတယ် အေပီလ9ရက်နေ့တုန်းကဝင်ရှုသွားတာရွာထဲကိုလည်းလက်နက်ကြီးနဲ့ပစ်လို့ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပောက်ကာကွယ်အဖွဲ့ကဘူလာရောင်ကသတင်းပေးဖို့ပြောဆိုလာပါတယ်လက်ရှိအချိန်မှာရွှေလန်ရွာနဲ့အနီးနားမှာရှိတဲ့ကျေးရွာတွေကပြည်သူတွေဟာစားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေပြီးတော့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာလည်းပေါင်းမျိုးဘောကိုရောက်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။